နောက်ပြီးကျွန်တော်တို့စုတ်ဖွားစီအသုံးပြုထားတဲ့အလူးဆိုင်ခင်းမှာညူတိညူတိကြာရောက်နေတာတပင်းမှမတွေ့ရအောင်ပြကျွန်တော်တို့လုံးဝပြပုံမှန်ဆိုကျွန်တော်တို့ဒီစကားအလူးတွေမှာဆိုကျွန်တော်ညူတိကျော်ကဆူဆူဝဝကြာရောက်တတ်တယ်ဗျအခုကျွန်တော်တို့စုတ်ဖွားစီအသုံးပြုပြီး မျိုးတိယောဂကိုလည်းကျွန်တော်တို့အကောင်းဆုံးထိန်းချုပ်ထားပြရပဲဖြစ်ပါတယ်။ကျွန်တော်တို့မျိုးတိအတွက်ဆိုရင်တော့ကျွန်တော်တို့အပင်ကိုငယ်စဉ်အပင်ပေါက်ဆုံးနေရဖြန်းပါ။နောက်ပြီးတော့အာလူးမြေစိုက်တဲ့အချိန်မှတော့မြေမဖုံးခင်အချိန်မှဆုတ်သွားစီအပေါ်ရန်နေလိုက်အုပ်ပြီးတော့ဖြန်းပြီးလို့လည်းရပါတယ်။ငယ်စဉ်ကတည်းကဆွဲတုံးပါဗျအာလူးမျိုးတိအတွက်ဆို။ သူလုံးဝအကောင်းဆုံးကာကွယ်ပေးွားပါလိမ့်မယ်ဗျာကဲတော့စုပ်ဖွားစီကိုနှစ်ကြိမ်အသုံးပြုထားတဲ့တလတာအာလူဆိုင်ခင်ရဲ့ရလက်တော့လုံးဝအမခံပါပဲဗျာ